偏什么啊？偏要以修修多着的。<noise> <noise> ဘာကြောင့်လဲကဲယူကိုတို့ MS Season 2အစရေမှာဆိုလို့ရှိရင် AI Sport ဟာ T7 တို့ဖယ်ကုန်တို့လောက်ရလတ်မကောင်းအောင်ဆိုပေမဲ့တကယ်လေးမျောလင်းလို့ရတဲ့အခြေအနေမျိုးမှာတော့ရှိရယ်အနောက်ပြီးတော့ပို့ပြီးတော့ကျွန်တော်ယုံကြည်ချက်တွေပို့ပြီးတော့မြင်မာသွားတာကတော့ကျွန်တော် Plain State တွေမှာဆိုလို့ရှိရင်ကျွန်တော် Matthew ကိုလည်းပြိုင်ပွဲကနေရောထွက်သွားအောင်လုပ်လိုက်တဲ့လိုမျိုးပဲဖယ်ကုန် Esport ကိုလည်း Lower Bracket ကိုပို့သွားလိုက်တဲ့ရလတ်တွေကြောင့်မလို့ကျွန်တော် Old Player တွေ Streamer တွေတော်တော်များများ Caster တွေရတော့မှာပဲချီးကျူးပြီးတော့အများကြီးယုံကြည်သွားတယ်ဗျာဥပ မာပြောမယ်ဆိုကန်ဆိုရင်တော့ပဲ AI Esport Champion ဖြစ်ပြီးတော့ M7 သွားမယ်ဆိုပြီးတော့ပဲမျောလင်ထားတာမျိုးရှိရယ်ဒါပေမဲ့ AI Esport ကမနေအောင်က Playoff Stage ဒီ Number 1မှာတော့ AI Esport ကထုံးစံအတိုင်းပဲအပြားရောက်ရင်ရှူးရှူးသွားတတ်တယ်အမားကြီးလောက်တတ်တာကတော့ မနေ့ကအောင်က playoff တိတ်မှာလဲဒီတိုင်းမဲ့ကိုထပ်ပြီးတော့မြင်ရတာပဲဗျာဒါလည်းညကိုလေးအသိပဲအဲကျွန်တော်တို့ဒီ YG ကိုမထင်မထားတဲ့ရလက်တစ်ခုဖြစ်တဲ့30ဆိုတဲ့ brand နဲ့ရှုံးပြီးတော့ lower bracket ကိုတော့ရောက်သွားရပါတော့အဒီနေ့7နာရီမှာချင်းပါမဲ့7နာရီမှာဆော့မဲ့10 7နဲ့ AI Sport ရဲ့ပွဲမှာ AI Sport 9မှသာလဲ grand final ကိုထပ်တက်ပြီးတော့ YG နဲ့ဒုတိယတစ်ချိန်ထပ်တွေ့ရမှာပဲဖြစ်ပါတယ်10 7ကိုသာရှုံးသွားရဆိုရင်တော့ AIH ဘောထုံးတဲ့အတိုင်းပဲဒီ official tournament နေမှာဆိုရင်ဒီ top 3 top 4 top 5တဲ့အမြင်ဆုံးလည်းမရောက်ဘူးအောင်ဆုံးလည်းမရောက်ဘူးအလဲလက်လောက်ပဲအဲ့ဒါနဲ့ပဲရက်တည်လာခဲ့တာတတော်ကြာခဲ့ပြီပဲဖြစ်ပါတယ်။ကဲဒါကြောင့်မလို့ဒီနေ့10 7နဲ့ lower bracket final ပွဲမှာ10 7ကိုရော AIH ဘောနိုင်သွားမလား grand final ကိုတက်သွားမလားအမောထုံးတဲ့အတိုင်းပဲ top 3နဲ့ပဲကျင်းတ်ရမလားဆိုတော့ဒီပိုကြီးကျွန်တော်တို့နဲ့တူတူပဲစောင့်ကြည့်ရမှာပဲဖြစ်ပါရဲ့ဗျာ ါပေမဲ့မနေ့ကပဲလည်းလည်းပြောရမယ်ဆိုရင်တော့ playoff ဒီနှစ်ပတ်1မှာ AI Sport ရဲ့3ပွဲလုံးကိုတော့အာအများကြီးတော့စိတ်ကျဉ်နေမှုတော့မရှိဘောနော်အမားကြီးလည်းရှိခဲ့တယ်ကမ်ဘက်ပြန်ပြေးလိုက်ရတဲ့ပွဲကြီးလည်းရှိရဆိုတော့ခဲကျွန်တော် AI fan တွေအနေနဲ့ဒီနေ့ AI Sport ကိုကျွန်တော်တို့ဒီ offline stream မှာအခမဲ့သွားပြီးတော့အားပေးရမယ်ဗျာနော်ကျွန်တော်တာကီတာမှာရှိရကျွန်တော် Fortune Plaza မှာကျွန်တော်တို့ဒီသွားပြီးတော့ဒီလို AI Sport ကိုသွားပြီးအားပေးရမယ်ဗျာခဲကျွန်တော် eSport tournament အကြောင်းပြန်လည်တိဆက်ပေးနေရဲ့ဝေကြီးပဲဖြစ်ပါတယ်